နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်ဟဲနာရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ12ရက်နေ့နေ့လယ်12နာရီလောက်မှာအင်းတော်မြို့နယ်ဟဲနာရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်း၄စိတ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ဘုံသုံးလုံးကျဲချပြီးတော့ Rocket များနဲ့ပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာစာတင်ကျောင်းနဲ့နေအိမ်များထိမှန်ပြီးတော့ပြည်သူအမျိုးသားနှအုပ်တေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဒါအပြင်နေအိမ်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်မှာရှိတဲ့တောင်မို့ခွဲရွာနဲ့ဟိုပဲနောက်ရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဖုံကြီးကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ကြောင်းအင်းလေးဒေသလူခွင့်ရေးအဖွဲ့ကပြောဆိုထားပါတယ်။မေလ12ရက်နေ့ည09:59မိနစ်ခန့်မှာညောင်ရွှေမြို့နယ်အင်းလေးဒေသ တောင်ပိုခွဲကြီးရွာကိုဖဲကုံမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့၃ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတောင်ပိုခွဲကြီးရွာဖုံကြီးကျောင်းကိုလက်နက်ကြီးတလုံးကျရောက်ပောက်ကွဲခဲ့ပြီးတော့ဖုံကြီးကျောင်းထိမှန်ပြသခဲ့ပြီးတော့တောင်ပိုခွဲရွာအပြင်မှာတလုံးကျရောက်ပောက်ကွဲခဲ့ကပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဒါအပြင်အဲ့ဒီနေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကဟိုပန်နောက်ရွာကိုလည်းလက်နက်ကြီးတလုံးနဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်တလုံးထိမှန်ပြသခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။